ဘဝမှာကြုံရတဲ့အကြီးအကျယ်ကြာရှုံးမှုတစ်ခုကကိုယ့်ရဲ့အကြီးမားဆုံးခွန်အားဖက်လာနိုင်တယ်ဆိုရင်ရောယုံနိုင်မလားဒီနေ့မှာတော့တကယ်ကိုအားကျစရာကောင်းတဲ့ကိုတွတ်ဇလန်းကပုတ်ကိုမျက်ဝေပေးခြင်းပါ誒ကဲဒီဇလန်းရဲ့အစားကိုဒီစကားလေးနဲ့ဖွင့်လိုက်ခြင်းပါတယ်ဒါကတော့ဇလန်းရှင်ဒူတာတာကင်ကိုတိုင်ပြောခဲ့တာပါအဲဒီတော့ငါ့ကျမဘဝရဲ့အကြီးမားဆုံးထိုးနှက်ချက်ပါပဲလေကြားလိုက်တာနဲ့တင်ယင်ထဲမှာတမျိုးကြီးဖြစ်တော်တယ်နော်ဒီဇလန်းဘယ်လောက်တော့ပြင်းထန်ထင်မလဲဆိုတာဒီစကားတစ်ခုနဲ့နဲ့တင်ခမန့်လို့ရနေပါပြီ ဒါပေမဲ့ဒီရှုံးမှုကဘာလို့သူ့ရဲ့ဒီလောက်ထုတုံလုံးစရာဖြစ်ခဲ့ရတယ်လဲ။အဲ့ဒါကိုနားလည်ဖို့ဆိုရင်တော့သူ့ရဲ့အရင်ကအောင်မြင်မှုတွေနဲ့ပြည့်နှက်နေတဲ့ဘဝဆက်ကြောင်းကိုအရင်ဆုံးတစ်ချက်ကြည့်လိုက်ရအောင်။ဒေါက်တာဒါကင်ရဲ့ CPU ကိုကြည့်လိုက်တယ်။ ticket ကို အားကျစရာပါ။ရန်ကုန်မှာ MBBS ဖွဲ့ရခဲ့တယ်။အစိုးရဝန်ထမ်းအဖြစ်ငါးနှစ်အတွေ့အကြုံရှိတယ်။ပြီးတော့ NGO တွေ UN agency တွေလို့နိုင်ငံတကာဖွဲ့စည်းတွေမှာပါအလုပ်လုပ်ခဲ့တယ်။အထူးသဖြင့်2010ခုနှစ်ကတော့သူ့အတွက်တကယ့်ကိုထူးခြားတဲ့နှစ်ပဲ Fulbright ပြီးနိုင်တဲ့ဆူရော Australian Leadership Award ရောနှစ်ခုလုံးကိုတော်နေထဲမှာရခဲ့တာပါ။အဲ့ဒါနေတင်နပြီးသေးဘူးနော်။အမေရိကန်မှာမဟာပွဲနှစ်ခုတောင်ရထောက်သေးတယ်။ဆိုတော့ကသူ့ဘဝမှာကြားရှုံးမှုဆိုတဲ့စကားလုံးကမရှိတဲ့လောက်ကိုရှာခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့အေးအားအလုံးကထင်းတယ်လို့ဖင်မလာခဲ့ဘူး။2018ခုနှစ်စောင်းဦးရာသီမှာသူ့ဘဝရဲ့အကြီးမားဆုံးအပြောင်းလဲကြီးတစ်ခုရောက်လာခဲ့တာပေါ့။အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ဇလန်းကနေ အချက်အတဲတစ်ခုစီကိုရုတ်တရက်ကိုပြောင်းသွားခဲ့တဲ့အချိန်ပေါ့အဲ့ဒီခြေချုံမှုကဘာလဲဆိုတော့ပညာရေးနဲ့ဆိုင်တဲ့ကိစ္စတစ်ခုပါ South Carolina တက္ကသိုလ်မှာဒေါက်တာဘွေးတို့ဖြစ်ရတဲ့အရေးချင်းစစ်စာမေးပွဲကိုသူမအောင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့တင်တန်းကနေထွက်ခဲ့ရတဲ့စဉ်းစားကြည့်ပါအမြဲတမ်းထိတ်ဆုံးပါမယ်နေလာခဲ့တဲ့နိုင်ငံတကာအကြောင်းသူတီတော်အတွက်ဒီလိုဖြစ်ပျက်မျိုးကဘလောက်ကြောင့်တုံ့လုပ်စရာကောင်းပြီးဖျားများလိုက်မလဲဆိုတာ ဒီလိုမျိုးအကြအတဲကြီးနဲ့ရင်ဆိုင်လိုက်ရတဲ့အခါသူဘာဆက်လုပ်ခဲ့လေပထမဆုံးရက်ဒီပထမဆုံးအပတ်တွင်မှာဒီအခြေအနေကိုထိန်းချုပ်နိုင်ဖို့သူလှမ်းခဲ့လေလက်တွေ့ကြတဲ့ခြေလှမ်းတွေကဘာတွေချစ်မလဲလာအတူတူကြည့်လိုက်ကြရအောင် စက်ကတော့အရန်ကိုထိခိုက်နေတာပေါ့ဒါပေမဲ့သူဟာလက်တွေ့ကြကြစဉ်းစားနိုင်ခဲ့တယ်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့အမေရိကန်မှာတရားဝင်စစ်နေနိုင်ရေးပဲအဲ့ဒါကြောင့်မဟာဘွဲ့တန်တန်းတစ်ခုကိုအမြန်ဆုံးပြောင်းလိုက်တယ်ပြီးတော့ အိမ်မပြောင်ရလိုမျိုးကျမရဲ့ပြည်တနာတွေကိုလည်းချက်ချင်းဖြေရှင်းခဲ့တယ်။နောက်ဆုံးတစ်ခုဒါကလည်းတကယ်ကိုအရေးကြီးတဲ့ချက်ပါ။တယောက်တည်းအထီးကျက်မနေပဲလူတွေနဲ့စကားပြောအဆက်တွေမပြတ်အောင်တတိထားပြီးစ조사ခဲ့ပါရယ်။ဒီလိုခက်ခဲတဲ့အချိန်မှာသူ့ကိုတင်းငေးစေခဲ့တဲ့အသက်ကဲချိုးနုခုရှိဖဲပါရယ်။တခုကတော့အိမ်မပြောင်တဲ့ညတွေအတော့ပါ။ mindfulness meditation video တွေကသူ့ကိုအများကြီးကူညီပေးခဲ့တယ်။နောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအတော့ပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့သူ့အဖေပေးခဲ့တဲ့လက်ဆောင်လေး Roger Kipling ရဲ့ If ဆိုတဲ့ကဗျာပေါ့အဲဒီကဗျာကိုပြန်ဖတ်ပြီးတော့စိတ်ခွန်အားဒီပြန်မွေးခဲ့တာပါပဲကဲဒီနေရာအစာပြီးဇလက်ကတကယ့်ကိုစိတ်ဝင်စားကြကောင်းလာပါပြီ तू आ चा ရှိုးမှုအပေါ်သူ့ရဲ့အမြင်ကို180ဒီဂရီပြောင်းပြန်လမ်းပစ်ခဲ့တယ်။အဲ့လိုလင်းနေတဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို तू ဘလို့ဖန်တီးခဲ့တယ်လဲဆိုတာကြည့်လိုက်ကြရအောင်။အထက်ကမေကွန်းကထားပါပဲ။ ကြာရှုံမှုတစ်ခုကအခွေရေးတစ်ခု ပြီးတော့လုတ်ပြီးဖြစ်လာနိုင်မှလည်းဒီမေကွန်းကပဲအကျက်တဲကိုစီမံခန့်ခွဲနေတာကနေအတွေးခေါ်ကိုပြန်လဲပုံဖော်တဲ့အဆင့်ကိုကူပြောင်းသွားစေတဲ့အထူးကအလက်ပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ဒေါက်တာဒါကင်းရဲ့ဒီစကားကိုပဲကြည့်ပါ။သူ့ရဲ့စိတ်သဘောထားအသည့်ကိုအားလုံးကမြင်သာစီပါတယ်။သူပြောတာက"ကျမအကောင်းဘက်ကိုရှာကြည့်တယ်။ကျမရဲ့ကြာရှုံးမှုထဲမှာခိုလုံဖို့ကြိုးစားတယ်"တဲ့။ဆိုလိုတာက ကြာရှုံးမှုကနေထပ်ပြေးမယ့်အစားအဲ့ဒီကြာရှုံးမှုထဲမှာပဲခိုးလုံစရာချက်ခုကိုရှာလိုက်ခဲ့တဲ့ဘောပါပဲသူကအများကြီးအထောက်အကူဖြစ်စေခဲ့တဲ့အတွေ့အခေါ်တခုကတော့ဘုဒ္ဓဘာသာရဲ့အနိစ္စသဘောတရားပါပဲအနိစ္စဆိုတာကတော့ဟုတ်ပါတယ်ဘယ်အရာမှမမြဲဘူးအမြဲတမ်းပြောင်းလဲနေတယ်ဆိုရဲသဘောတရားပါဒီသဘောတရားရဆိုရင်ကြာရှုံးမှုကြောင့်ခံစားရတဲ့စိတ်တကြခြင်းဝမ်းနည်းခြင်းတွေကလည်းထာဝရတရှိနေမှာမဟုတ်ဘူးလေ ဒီအတ္တိတရားကသူ့ရဲ့နာချင်မှုလေးတနည်းကျရင်ပျောက်ကွယ်သွားမှာပဲဆိုရယ်မျောလင့်ချက်ကိုပေးခဲ့ပါရယ်နောက်တစ်ခုကတော့ကျွန်တော်တို့အားလုံးယဉ်နီးပြီးသားဖြစ်တဲ့လောကရန်တရားရှိပါပါလောကမှာနေရင်လက်ပြတာရှိသလိုအလတ်ဖြစ်တာလည်းရှိမယ်ဂုံတက်တာရှိသလိုအကုံဖြစ်တာလည်းကြုံရမယ်ချီးမွမ်းခံရတဲ့အခါရှိသလိုကဲ့ရဲ့ခံရတဲ့အခါလည်းရှိမယ်ချမ်းသာစွန့်နေ ဆင်းရဲဒုက္ခကလည်းတွင်တွဲနေတာပဲလေဒီလိုအနှိမ့်မြင့်နေကဘဝရဲ့အပိုင်ဆိုင်ပဲရှောင်လွဲလို့မရဘူးဆိုတာကို သူလက်ခံလိုက်တဲ့အခါမှာသူစိတ်ထဲမှာတည်ငြိမ်အေးချမ်းမှုလေးရလာခဲ့ပါတယ် Okay အခုလိုအတွေ့အခေါ်အတိတ်ရှုမြင်ပုံအတိတ်တည်းနဲ့အတိတ်သူဟာသူ့ရဲ့ပညာရေးဘဝရော တကူရေးဘဝကိုပါစနစ်တကျဘလို့ပြန်ပြီးတိဆော့ခဲ့တယ်လေဆိုတာဆက်ကြည့်ကြရအောင်သူရဲ့ comeback plan ကတကယ်ကို အားချစရာကောင်းပြီးစနစ်ကြပါတယ်ပထမဆုံးအဆင့်ကတော့ကိုကိုကိုပြန်သုံးသက်တာပဲ။ ငါဘာကြောင့်ကြရှုံခဲ့တာလဲအဲ့ဒီကနေဘာသင်ခန်းစာယူနိုင်မလဲပေါ့ဒုတိယအဆင့်ကတော့ motivation ရှာတာပါတို့တားလေးရဲ့အနာဂတ်အတွက်တားလေးအတွက်ဆန်နမူနာကောင်းဖြစ်ချင်တဲ့စိတ်နဲ့ခွန်အားတွေပြောင်းမွေးခဲ့တာပဲပြီးတော့တကယ့်ကိုတတိရှိတဲ့ခြေလမ်းတလမ်းကိုလမ်းခဲ့ပါတယ်အဲ့ဒါကတော့ဆက်စွနစ်နေပါလောက်မဖြစ်ဖြစ်တော့တဲ့ GIE စာမွေးပွဲကိုပြန်ဖြေဖို့ဆုံးဖြတ်ခဲ့တာပါပဲပြီးတော့မှတတိအသစ်တင်နဲ့ရှော့လွှားတွေပြန်တင်ခဲ့တာပါပဲ ာမေးပွဲအတက်ပြင်ဆင်နေတဲ့တချိန်လဲမှာပဲစိတ်ပိုင်းဆိုင်ရာပြန်လဲထူထောင်ရဲ့အတက်လဲနီလန်းပေါင်းစုံကိုသူတုံးခဲ့ပါတယ်။ဥပမာစိတ်ကိုကြည်လင်စေဖို့အချိန်ပိုင်းအစရှောင်တာမျိုးသဘာဝတရားနဲ့နှိစအောင်ပန်းချန်နေရေပန်းတွေစီထွားတာမျိုးတွေလုပ်ခဲ့တယ်။တက္ကသိုလ်ကပွဲဒီမှာတက်ကြီးဝဲအိုရင်းနဲ့စကားပြောရင်းဖွာအတွေ့အကြုံတွေအသိပညာတွေရယူခဲ့တယ်။နောက်ပြီး visualization လို့ခေါ်တဲ့စိတ်ကူးနဲ့အပုံဖော်ကြည့်တဲ့နီလန်းကိုလည်းတုံးခဲ့တယ်။ ဒေါက်တာပွဲဝင်ခွင့်ရတဲ့ပုံစံကိုစိတ်ထဲမှာအမြဲမြဲယုံကြည်ခဲ့တာပေါ့အဲ့လိုကိုကိုကိုအားပေးတယ်လို့တခါတည်းမှာလဲစိတ်ဖြစ်စည်းမှုတွေဝမ်းနည်းမှုတွေကိုထုတ်လွှတ်ဖို့အတွက်တယောက်တည်းတည်တံ့ကိုကြွေးခဲ့တာမျိုးလည်းရှိခဲ့ပါတယ်ဒီလောက်ထိစနစ်တကျနဲ့ဗတ်ပေါင်းဆောင်ကစ조사အားထုတ်ခဲ့တဲ့ရလက်ကဘာဖြစ်လာခဲ့လဲရလက်ကတော့နံပါတ်3မှာဟုတ်ပါပဲသူဟာဒေါက်တာပွဲအတွက်သင်တန်းအသစ်3ခုမှာဝင်ခွင့်ပြန်ရခဲ့ပါတယ်အဲ့ဒီထဲကတခုကဆိုရင် fully funded လို့ခေါ်တဲ့ပညာသင်ဆုအပြည့်နဲ့ပါတကယ့်ကိုမယုံနိုင်စရာအောင်မြင်မှုပါလေ ဒါပေမဲ့ဒီကီရဲ့အဆုံးမှာသူတကယ်တမ်းရလိုက်တာကဒေါက်တာပွဲအတွက်ဝင်ခွင့်တစ်ခုတည်းပဲလားမဟုတ်ပါဘူးအဲ့ဒီထက်အများကြီးပိုပြီးတန်ဖိုးရှိခဲ့အရာတွေသူရှာဖွေတွေ့ရှိခဲ့ပါတယ်တကယ်ကိုအံ့ဩစရာကောင်းတာကတော့ဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေကပဲသူ့ရင်ထဲမှာဝှက်ထားတဲ့စိတ်အားချစ်တတ်မှုအတ္တီကိုဖော်ထုတ်ပေးခဲ့တာပါအဲ့ဒါတွေကတော့စာရေးချစ်နဲ့ပန်းချီဆွဲချစ်မှာပဲဒီအမှုပညာတွေကသူ့အတွက်စိတ်ပိုင်းဆိုင်ရာကုထုံးတစ်ခုလို့ဖြစ်ခဲ့ပါတယ် ။နောက်ဆုံးမှတော့ဒေါက်တာတာငင်နဲ့ဒီစကားလေးကအရာလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲ။ကျမကိုတံပြာတီးတွေပေးခဲ့တဲ့ဘဝကိုချီးစွကျင်ပါတယ်တဲ့။ဘဝကပေးတဲ့ချင်းစုပ်စုပ်တံပြာတီးတွေကိုသူကချုပ်မြင်တဲ့တံပြာရည်အဖြစ်ပြောင်းလဲနိုင်ခဲ့ပြီးအဲ့ဒီတွေ့ကြုံအတွက်ကြောင့်ချီးစွကျင်နေခဲ့တာပါ။ဒီဇလန်လေးကလည်းတစင်ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ကြင်ပါတယ်။ကိုရဲ့ဘဝမှာကြုံတွေ့နေရတယ်။ဒါမှမဟုတ်ကြုံတွေ့ခဲ့မှုတဲ့တန်ပရာတီးတွေကတော့ကိုရဲ့အကြီးမားဆုံးအင်အားချစ်ဘလို့ပြောင်းလဲနိုင်မလဲ။